အားလုံးပဲမင်္ဂလာနော်။ကျွန်တော်ရဖို့ဖို့အာ channel ကနေတော့ပြန်လဲကြိုဆိုလိုက်ပါတယ်။ကျွန်တော်တို့ဒါမင်းညရှင်မြန်ကစားခဲ့တာစောက်တန်နဲ့ကျွန်တော်တို့လီဗာပူးရဲ့ဒါပွဲပြီးပိတ်သက်မြင်လေကျွန်တော်နည်းလုတ်ပြီးသွားကြမှာခင်ဗျာ။ကျွန်တော်တို့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါလွယ်မြောင်မြောင်နဲ့နည်းနည်းခက်ခဲစီခဲ့တယ်ပေါ့နော်။ကျွန်တော်တို့စစအုပ်စိုးကြီးထင်ထားခဲ့တာပေါ့နော်ကျွန်တော်တို့ဒီပွဲကိုဒါနောက် ရဲကြည်နဲ့နောက်တစ်ပတ်မှပွဲချက်ရှိရတော့ဒါကျွန်တော်ဒီပွဲကို AI ကြောင်းနဲ့ပေါ့နော်ဒါအနိုင်သုံးမှတ်ယူရမယ်လို့ထင်ခဲ့ပြီးမှဒါဆောင်းတန်ရဲ့ဒါမထင်မှတ်ထားတဲ့တုံ့ပြန်မှုတွေကြောင့်ကျွန်တော်တို့အတင်းဒါနည်းနည်းရုံးကန်ခဲ့ရတယ်ပေါ့နော်ဒါပထမပိုင်းမှဆိုလို့ရှိရင်ကျွန်တော်တို့ဒါကစားသမားတွေရဲ့အနေထားကိုကြည့်ရင်ကျွန်တော်သိရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒါကျွန်တော်တို့ဘောလုံးတွေကိုပေးနေတာပဲရှိတာလောကတိုင်း ်အင်းလိုက်အတိုက်ဆော့တာတိတ်မတွေ့ဘူးနော်ဘောလုံးนี่ပြီးနေကြနေဒါကျောတို့တခြားဒီပြိုင်ဘက်တင်ရဲ့ဆောက်တတန်တင်ရဲ့ဒီကျောတို့၁၈ကိုက်စီးတယ်ပေါ့နော်ဘောလုံးนี่မရောက်ဘူးပေးဖို့မှုတွေထိရောက်မှုမရှိခဲ့ဘူးနောက်ပြီးတော့ဒါသာတရန်တင်းရလေကျွန်တော်တို့ဒါ defensive ပိတ်ဆော့တာလည်းပါတယ်ပေါ့เนาะကျွန်တော်တို့ဒီ Liverpool တင်းရဒီရာဒီမှာဆိုလို့ရှင်ဒီပိတ်ဆော့တဲ့အသင်းတွေနဲ့ဆိုလို့ရှင်ကျွန်တော်တို့နည်းနည်းပြောမယ်ဆိုလို့ရှင်ဟိုဟာ ဂိုးသွင်းဖို့နည်းနည်းခက်ခဲတယ်ပေါ့နော်ဒီပွဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ပထမပိုင်းတစ်ပိုင်းလောက်မှဆိုချန့်ဆိုဘာမှဟုတ်ကျွန်တော်လုံးလုံးလောက်မရခဲ့ဘူးပေါ့နော်အဲ့ကြတဲ့မှာကျွန်တော်တို့ဒါအာဂျေဘန်တိုင်းနဲ့ဒါကျွန်တော်တို့ဂိုးသမားအရိစ်ဘက်ကနေရတယ်နားလည်မှုလွယ်ပြီးတော့ဒါတကူပြေးလိုက်ရတယ်ပေါ့နော်မထင်မှတ်ပဲနဲ့ဒါစောက်တတန်ဥဆောင်ကိုခွင့်ပြုရရတဲ့အချိန်မှာကျွန်တော်တို့ဒါဒီဘဝဦးနေနဲ့ ဂိုးပြန်ရဖို့အတွက်ခြေဘက်ကိုယ်နိုင်ဂိုးတွေပြန်ရဖို့အတွက်လည်းနည်းနည်းရုံးကန်ခဲ့ရပါတော့မလိုအပ်ပင်နဲ့ကျွန်တော်တို့ပင်ပန်းခဲ့တယ်ပွဲပန်းခဲ့တယ်ပေါ့ဒီပွဲမှာဆိုတာ support line ဆိုလို့ရှိရင်လည်းတော်တော်တိတယ်ပေါ့နော်ဒါ support line ကကျွန်တော်တို့ဒါပွဲတိုင်းဒီဘက်သူရုံးခဲ့ရတဲ့အကျိုးကျေးဇူးတွေကဒီညပွဲမှာဆိုတော်တော်တိတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ support ကသူ့ရဲ့နေရာကျွန်တော်တို့ကြည့်ကြည့်ပါသူကဟိုပြောမယ်ဆိုလို့ရှိရင်ဒီဝင်းတော်တော်များများ right win လက်ဝင် win တော့မင်းများမှာသူသူ့ကိုတွေးရတယ်ဗောနော်ဒီသူ့ရဲ့ position နေရာတခုတည်းမဟုတ်ဘယ်နဲ့သူ like ပြီးတော့ကစားပေးတယ်ဗောနော် like ပြီးတော့ကုကစားပေးတယ်အဲ့လိုမျိုးဆိုတော့ inite ri နဲ့သူကစော့တဲ့ player ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါပင်မနေတာတိတာရယ်ဗောနော်အဲ့တော့ဒါကာတစ်ဂျုံလို့ဆိုလို့ရှိရင်လည်းဒီကာတစ်ဂျုံနဲ့ဂရပန်ဘတ်ကျွန်တော်ကြည့်တာတိတ်ပြီးတော့အတွဲမမိတယ်လို့ပဲပေါ့နော်ဒီပထမပိုင်းမှာဆိုလို့ရှိရင်တိတ်ပြီးတော့အတွဲဘက်မမိတော့ ဘောလုံးတချို့လည်းပြတ်တယ်ပေါ့နော်ထိရောက်မှုလည်းတိုက်စစ်ကိုထိပန့်ပိုးပေးတယ်ထိရောက်မှုလည်းတိတ်ပြီးတော့မရှိပေါ့နော်ဒါဒုတိယပိုင်း45မိနစ်မှာတော့ကျွန်တော်တို့လူစားလဲမှုတွေကအဆင်ပြေခဲ့တယ်ပေါ့နော်လုံးဖြစ်ခဲ့တယ်ပေါ့ကျွန်တော်တို့ဒါကျွန်တော်တို့ဒုတိယပိုင်းဆက်စခြင်းမှာပဲကျွန်တော်တို့ကဆိုဘိုစလိုင်းနဲ့ကာတီဂျုံထုတ်ပြီးတော့ပေါ့နော်ဟာဘီယောနဲ့ဒါဘတ်အလစ်စတာကိုကျွန်တော်တို့ထည့်ခဲ့တယ်ပေါ့နော်နောက်ပြီးတော့ဒါ စီမီကပ်ကိုထုတ်ပြီးတော့ကျွန်တော်ရောဘတ်ဆန်ထည့်ခဲ့တဲ့အချိန်မှာတိုက်စစ်ကနည်းနည်းပုံပြီးတော့ညိုင်လာတယ်ပေါ့နော်ပြီးတော့ဒီချက်နေလည်းနည်းနည်းပြန်ရလာတယ်ဒုတိယပိုင်းဆက်ဆက်ချင်းဒါမိနစ်50ကျော်မှပဲကကျော်တို့ရောဘတ်ဆန်ကပြေးလိုက်တဲ့ဘောလုံးပေါ့နော်ဒါကျွန်တော်တို့ဒီရက်ကဆွဲပြီးသွားပြီးတော့ဒါချိုးပြီးတဲ့လုံးဒါနူးနဲ့ကန်ထဲဝါတော်တော်ကြီးကိုလှပါတယ်တေတက်တယ်ပေါ့နော်ဒါနူးနဲ့ကကျွန်တော်တို့တသင်းလုံးကြောင်ပြောင်းနေပြီဆိုလို့ရှိရင်သူကထထကောင်းတယ်ကျွန်တော်တို့ တသိန်းလုံးကောင်းနေပြီဆိုသူတလွဲတွေလောက်တယ်ပေါ့နော်ဒါဒီညပွဲမှာလည်းဒါသူ့ရဲ့ခြေပကူကအားတခုဖြစ်စေခဲ့ရောဒါအဲ့နောက်ပိုင်းလီဗာပူးတင်းကဒလဇတ်တိုက်ဆက်စင်တာပေါ့နော်အဲ့ဒုတိယဂိုးကဆိုလို့ရှိရင်လည်းဒါသူ့ကြောင့်ပဲရတာပေါ့နော်ကျွန်တော်တို့ဒါ area ပေါက်ထဲမှာကျွန်တော်တို့ရှုပ်ရခတ်နေတဲ့အချိန်မှာဆိုလို့ရှိရင်ဒါဘောလုံးကိုကျွန်တော်နောက်ကိုပြန်ထိုးပြလိုက်တဲ့အခါမှာသူကပြန်လိုက်မှုလုပ်တဲ့အချိန်မှာကျွန်တော်တို့နောက်ကတာ ဆောက်တန်ပလေးယာတူကတကောက်ကျော်ကိုဒါကန်တလို့ဖြစ်သွားတာပေါ့နော်ကန်လိုက်တလို့ဖြစ်သွားဘောလုံးမထိပဲနဲ့ဆိုတော့ဒါဒန်ဂျီကပင်နတီပေးပြီးတော့ဒါဒီပင်နတီကိုကျွန်တော်ရဲ့ဒါမူဆာလာပေါ့နော်မူဆာလာကဒါလှလှပပကန်ပင်းခဲ့ဒုတိယဒလုံးမှဆိုရင်ဒါဒီရက်နဲ့ဆောက်တန်ကဒါဂျပန်ကစားသမားတူဖြစ်မှာသူနဲ့ဒါရှင်ပြေးရနေတော့ဒါလက်နဲ့ထိမိပါပြီးတော့လက်နဲ့ပုတ်ထုတ်လို့ဖြစ်သွားတယ် ပုံစံလိုဖြစ်သွားပြီးတော့အဲ့ဒါကိုဒါတိုင်းဒီကနေပြီးပြီးတော့နောက်ထပ်ဒုတိယကိုကျွန်တော်တတိယမြောက်ကိုပေါ့နော်ဒုတိယကြိတ်မူဆာလာပဲထပ်ပြီးတော့သွင်းယူပြီးတော့ကျွန်တော်တို့ဒီဘောင်အတွက်သေချာစေတဲ့နိုင်သုံးမှတ်ပေါ့နော်ကျွန်တော်ညတော့မူဆာလာကိုကျွန်တော်အမှန်တိုင်းပြောလို့ရှိရင်ဟတ်ထရီရစေချင်တာပဲဆောက်တန်နဲ့တင်မှာမူဆာလာကိုကျွန်တော်ထဲလာရဆိုတဲ့ကဒါမူဆာလာဒီညမှာဆိုလို့ရှိရင်သူဂိုးတွေစံချိန်တွေတစ်ခုတစ်ခုချိုးနေရတော့ဒါဒီပြရဲ့သူ့ကိုဂိုးရစေချင်လို့ဒီတင်တဲ့ပွဲကျွန်တော်ပထမမူဆာလာတို့ ိုအနားပေးမယ်ထင်တာပါဒါပေမဲ့ဒီပွဲစဉ်တွေကကျွန်တော်တို့ဟိုပွဲချောင်းနေဆိုပေမဲ့ပေါ့နော်တမူစားရောဂိုးတွေရသိချင်းနောက်ပြီးတော့နိုင်ပြက်ပြက်တတကျွန်တော်တို့အမှတ်တွေစုဖို့လဲလိုတဲ့အတွက်သူတချို့လောက်ပဲပြောင်းလဲလုပ်ခဲ့ပေါ့နော်ဒါအဓိကကစားသမားတော်တော်များများကိုထုတ်သုံးလာတာပေါ့နော်ဒါမီးပြိုက်ကြီးရဲ့ plan လည်းမစိုးပါဘူးကျွန်တော်တို့ဒီရတီမှာကျွန်တော်တို့တချို့ကစားပွဲတွေပထမပိုင်းမကောင်းဒုတိယပိုင်းကောင်းတယ် ဒုတိယပိုင်းမကောင်းပထမပိုင်းကောင်းကျွန်တော်တို့ဒီဝူးနဲ့ပွဲတော့ဟာဆိုလို့ရှိရင်ကျွန်တော်ပထမပိုင်းကောင်းတယ်နှစ်ကိုပြန်လို့ဒုတိယပိုင်းမှာကျွန်တော်တို့ဒါချွန်တာကတ်တော့မရခဲ့အပွဲဒီမှာဆိုကျွန်တော်တို့ဒုတိယပိုင်းဒါကျွန်တော်တို့လိုချင်တာအနိုင်သုံးမှတ်ပဲဘာပဲဘလို့ပဲဖြစ်ဖြစ်နိုင်သုံးမှတ်ရရင်တော်ပြီဆိုတဲ့ပုံစံမျိုးပဲเนาะဒါနီးပြကြီးက plan ရှိရကျွန်တော်တို့အသင်းမှာလူလုံးလုံးလောက်မရှိဘူးလဲတရားလည်းနေမစားမြို့လူလေးယောက်နာနေရေပေါ့เนาะအဲ့တော့အဲ့ဒီအဲ့ဒီအတွက်ကို तू က ဒီကစားသမားတွေနာမှာဆိုလို့ချုပ်ပွဲဆိုအင်တိုင်းအတိုင်းတိတ်မစော့ခိုင်းတဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်မြင်တာဘာဖြစ်လို့လဲဆိုတော့နာဝိုင်းကျွန်တော်တို့လဲရလည်းမရှိတော့ဘူးကျွန်တော်တို့ဒီလီဗာပူးတင်းရဲ့ဖြစ်နေကြပုံစံတိုင်းပေါ့နော်ဒါယာတီနောက်ပိုင်းဆိုလို့ချင်းဒဏ်ရာတွေနဲ့အင်ဂျူရီပြက်တနာတွေနဲ့ကျွန်တော်တို့အဲ့လိုမျိုးတွေဖြစ်လို့ချင်းကျွန်တော်တို့ဒါနောက်ပိုင်းကြလို့ချင်းဒီ ရလက်တွေဆိုးရလက်တွေဆိုးတာတွေရရရလက်ရင်းရိုင်းတာတွေဖြစ်တယ်ပေါ့နော်ဒါညအပွဲမှာလည်းမထင်မှာပဲねကျွန်တော်တို့နည်းနည်းပွဲပန်းသွားတယ်ပေါ့နော်ဒါဆောင်းတန်အသင်းကိုမထင်မှာပဲねဥဆောင်ကိုခွင့်ပြုလိုက်ရတယ်ပြီးတော့ဒါဒုတိယပိုင်းမှာဆိုရင်တော့ကောင်းဆုံးပြန်လာကျွန်တော်ကယုံကြည်ပါ MP မှာတော့ဘယ်အသင်းပြန်ဖြစ်ဖြစ်တာမိနစ်90မပြည့်မချင်းကျွန်တော်ရှုံးပြီလို့တတ်မှတ်လို့မြောက်ကျွန်တော်ဒီကျွန်တော်ဒါ Nottingham Forest ကိုရှုံးနေတော့ Nottingham Forest လေဒါသူ့ရည်ချင်တဲ့သူအခုဆိုရင်ဒါအဆင့်ပုံမှာရက်တည်နေတဲ့အတင်းအတင်းပေါ့နော်အဲအကြောင်းမို့ ဒါကျွန်တော်တို့အတင်းအနေနဲ့ဒါမိနစ်90မပြည့်ဘူးပြီးတော့ဒါမိနစ်80မှာအန်ဒိုဝင်လာအန်ဒိုဝင်လာပြီဆိုတာပွဲပြီးသွားပြီအန်ဒိုဝင်လာပြီဆိုကျွန်တော်တို့ပိတ်သက်တွေရဲ့ဒါလက်သုံးစကားပေါ့နော်အန်ဒိုဝင်လာပြီဆိုတာပွဲပြီးသွားပြီပေါ့အဲအန်ဒိုကလည်းဒါကောင်းပါလေသူ့အနေနဲ့ဒါလီဗာပူးအသင်းမှာသူ့နိုင်တဲ့ဘက်ကနေတော့သူအဲကျွန်တော်တို့ဒါဝင်နူးနဲ့ပေါ့နော်ဒါဝင်နူးနဲ့လည်းကျွန်တော်တို့သူ့ တသိန်းလုံးကြောင်ပြောက်ပြီးဆိုသူထားပြီးတော့ကောင်းတယ်ပေါ့နော်အဲ့တော့ညာပွဲစဉ်လေးမှာတော့ကျွန်တော်တို့ဒါမမျော်လင့်မဲနဲ့ကျွန်တော်တို့နည်းနည်းပင်ပန်းခဲ့တယ်ပေါ့နော်နည်းနည်းရုန်းကန်ခဲ့ရတာလူကြီးကျန်တာတွေအားလုံးအဆင်ပြေပါနောက်ပြီးတော့ဒါကျွန်တော်တို့ရဲ့ကင်းပေါ့နော်မူဆာလာမူဆာလာကျွန်တော်တို့ဒါအခုဆိုလို့ရှိရင်ကျွန်တော်တို့စံချိန်တွေတစ်ခုပြီးတစ်ခုချိုးနေတာပေါ့နော်184ကိုနဲ့အခုဆိုလို့ရှိရင်ဒါမန်စီးတီးရဲ့ပလေယာဟောင်းကွဲရိုးနဲ့ဒါကျွန်တော်တို့ပရီးမီးယားလိရဲ့အဆင့် ဒါကိုသွင်းအများဆုံး9ရောက်မြောက်တယ်မှာစင့်တူပါပြီပေါ့နော်နောက်ထပ်တကူတာသွင်းလိုက်မယ်ဆိုရင်သူ့ကြော်တက်သွားပြီအဲ့တော့ကျွန်တော်တို့ဒါနောက်ပြီးတော့ဒီဒီဘာဘူးတမိုင်းတစ်ချောင်းမှာဆိုလို့ရှိရင်လည်းဒါသွင်းကိုကိုပောင်းဝင်ပတ်သက်မှုတော့အများဆုံးပေါ့နော်ဒါဆော်ရက်ကို52ချိန်နဲ့ဆော်ရက်ကိုကြော်ပြီးတော့ဒါအခုဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်ပွဲစဉ်9ပွဲကျန်သေးတဲ့ချိန်မှာ54ချိန်နဲ့ဒါရက်တည်နေတယ်ပေါ့နော်2018ရာသီထက်ဒီရာသီက ပူချမ်းတယ်ပေါ့နော်။သူကအသက်ကြီးသွားပြီဆိုရင်လည်းကျွန်တော်တို့မျက်လုံးထဲမှာတော့ကျွန်တော်တို့ဒီပါကူတင်2016 17 18 18အဲ့ဒီအချိန်တော့ကပုံစံမျိုးပဲ။အဲ့လိုမျိုးပုံစံမျိုးပဲကျွန်တော်တို့မြင်နေပေါ့နော်။နောက်ပြီးတော့ဒါဒီပြရဲ့ IMI ဆိုတဲ့ plan ကြီးကြောင်းလည်းကျွန်တော်တို့ player တွေ injury မဖြစ်တာပေါ့နော်။ injury မဖြစ်တဲ့အတွက်ကျွန်တော်ဒါကျေးဇူးတင်ရမယ်ပေါ့။ injury တာဖြစ်လို့ရှင်ကျွန်တော်ဒီလူဆင်းနေဆိုတော့ကျွန်တော်တို့မှလဲရမြင်ရစားတယ်ကျွန်တော်အဆင်မပြေဘူးเนาะရေရှည်အတွက်အဲ့တော့ကျွန်တော်တို့ဒါ PSG နဲ့ပွဲအတွက်အကောင်းဆုံးစောင့်ကြည့်ရမှာပေါ့เนาะအခုကတော့ကျွန်တော်ရဲ့ဒါစောင့်တန်နဲ့ပွဲဒီဗီဒီယိုလေးဒီလောက်ပဲကျွန်တော်ရက်နာခြင်းပါတယ်ကျွန်တော်ရဲ့ channel လေးဒါ line subscribe လေးလုပ်ပြီးတော့လည်းအားပေးကြပါဗျာဒီဘက်ဘူးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနည်းနည်း disclaimer ပေးပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ